လာမယ်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မယ်မိမိတို့ပါတီအားချင်းချောက်မှုတွေရှိနေပေမဲ့လည်းဂယူမဆိုင်ကြောင်းတိုင်းလိုင်ရှန်ဤအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကရာစိုင်းတရောင်ကပြောပါတယ်တိုင်းလိုင်ရှန်ဤအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဟာအရသာအစိုးရလက်ထက်မှာ2013ခုနှစ်မေလ10ရက်နေ့မှာပါတီတည်ထောင်ခွင့်ရရှိခဲ့တာဖြစ်ပြီးပါတီသက်တမ်းမှာ73နှစ်ကျော်ရှိပြီဖြစ်ကြောင်းချမ်းနေလူမျိုးတွေရဲ့ပထမဆုံးသောနိုင်ငံရေးပါတီဖြစ်ကြောင်းကချင်ပြည်နယ်စကိုင်းတိုင်းမန္တလေးတိုင်းတို့မှာရွေးကောက်ပွဲအသီးသီးကိုဝင်ရောက်ရှင်ပြိုင်ခဲ့ကြ ောင်းသိရပါဗျ။မိမိတို့ပါတီအားချင်းချောင်းမှုတွေရှိနေပေမဲ့လည်းပါတီအတွက်ချင်းချောင်းမှုတွေကရိုးသွားပြီးဖြစ်ကြောင်းပြည်သူထောက်ခံမှုများများရလေလေချင်းချောင်းမှုနဲ့ဝေးလေလေဖြစ်သွားလိမ့်မယ်လို့တိုင်းလိုင်ရှန်ဒီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကရာဆိုင်းထီအောင်ကဆီယန်နိုင်သတင်းဌာနကိုပြောပါဗျ။ ။ဒါပြင်နေနဲ့တော့အူကြီးကတော့ခက်ခဲရှိနေမယ်။အဲ့လိုကြီးဒေတာလိုမျိုးဆိုရင်တော့ပြပွဲတွေဖြစ်နိုင်အခုနေကြတယ်။အမေထဲဖို့တွေကတော့မင်းယူထောက်ဖို့တော့မဖြစ်နိုင်တဲ့အတိုင်းတာလိုဖြစ်နေတာပေါ့။နောက်ပြန်ရွက်ကလည်းဘုံကြီးတော်ကပြောတာနဲ့ဒီထင်းချုပ်တဲ့နေနေမှာယူကောက်ပဲမပြပရဘူးလို့ပြောတာကကြာတော့ဒါနောက်ဆက်မှုတော့တခုတော့ရှိမှာပေါ့နော်။အခုဆိုရင်တော့ဒီကိလမြင့်နေမှာဆိုရင်စင်ပေါ်တာလို့ဒီဆိုတော့သူကထင်းချုပ်မှုကိုရောက်နေတယ်။ဒါနဲ့မဲဘူးထောင်နေမှုအလားလားနေတာပေါ့။အဲ့ဒါတော့ဘန်ပါတီရဲ့ခက်ခဲကြီးမားဆုံးကတော့ကျွန်တော်တို့ကိုရင်ကိုအားတီထောင်တဲ့ ခါကျတော့ရမုံကြီးခက်ခဲရှိပါတယ်ကျွန်တော်တို့ပါတီအနေနဲ့ကတော့ချင်းချောင်းမှုတွေလည်းရှိပါတယ် အဲ့ချင်းချောင်းမှုကတော့ကျွန်တော်ရိုးရိုးပြီးတော့ပြောလို့ရပါတော့ဒီချင်းချောင်းမှုလည်းခုစိုက်ပါဘူးဒါပြည်သူရဲ့ထောက်ခံမှုတွေနည်းနည်းရရတယ်ဒီချင်းချောင်းမှုကကျွန်တော်ဝေးလေလေဖြစ်သွားပါလိမ့်မယ်နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဥက္ကရာဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကတော့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကိုနောက်ဆက်ဟန်တာဖျက်ဆီးတာမှာကာကွယ်ပေးရေးဥပဒေအား2025ခုနှစ်ဇူလိုင်29ရက်ကပြဋ္ဌာန်းခဲ့ပါတယ်။အဆိုပါဥပဒေအရထောင်နဲ့အနည်းဆုံး10နှစ်မှာအများဆုံးတသက်တကြွန်းကနေတည်တံအထိချမှတ်နိုင်ကြောင်းပြဋ္ဌာန်းထားပါတယ်။တိုင်းလိုင်ရှမ်းဒီ TNDB ပါတီ ဟာကချင်ပြည်နယ်အခြေစိုက်ဖြစ်ပြီးကချင်ပြည်နယ်မှာပြည်နယ်နဲ့အမျိုးသားကိုပြည်အားမဲဆန္ဒနဲ့ခွဲတဲ့အခါမဲဆန္ဒနဲ့အမှတ်နှစ်ကိုအားစိုက်ပြီးပြိုင်မှာဖြစ်ကြောင်း TNDP ပါတီဥက္ကရာစိုင်းတိအောင်ကပြောပါရယ်ကျွန်တော်တို့စီးရင်ပြင်သားပါကတော့32ဦးပေါ့အခုစီးရင်မှာတော့ပါတော့စီးနေတာပါလေမပြီးသေးဘူးစီးရင်နေမှာတော့ပြီးလိမ့်မယ် အဲပါတီရှင်တွေကတော့တောင်းရတယ်ကျွန်တော်တို့လူလူယုံကြည်မှုပြသပါတယ်ကြားတယ်ဟိုအခုကြီးပြန်သွားလိုက်တယ်ပြန်သွားတဲ့အချိန်မှာဒီကိစ္စကထိထိဆက်ဆံပြောဆိုရအကြောင်းရင်းတွေလည်းရှိလာတယ်ပေါ့နော်လူလူရဲ့ခံစားချက်တွေပါတယ်ဆိုရဲကျွန်တော်သိရတာပေါ့နော်ကျွန်တော်ခံစားချက်နဲ့အစစ်အစစ်ပါကျွန်တော်ဒေတာအတွင်းကဒီလိုယုံကြည်မှုတော့များလာတယ်လို့ကျွန်တော်ဒီခံစားရပါတယ်အဲကျွန်တော်တို့ကတော့ကချင်ပြည်နယ်ဖြေဆိုင်ထိုးတဲ့အခါကျတော့အခု ချချင်းမြန်မာပြည်နယ်နဲ့မြို့သားကိုသူကမဲဆန္ဒနဲ့ဒီအမဲဆန္ဒရဲ့ခွဲတဲ့အခါမှာကျွန်တော်ကမဲဆန္ဒနဲ့အမန်နစ်ဘက်ကအများဆုံးပါတော့တယ်ကျွန်တော်ဒေတာတွေရတော့မဲဆန္ဒနဲ့အမန်နစ်မှာရှင်းတဲ့ကြောင်အမန်နစ်ကိုကျွန်တော်အားစိုက်ပြီးကြိုင်ပါ နိုင်ငံရေးပါတီတွေမှတ်ပုံတင်ခြင်းဥပဒေအသစ်မှာလည်းကြားနီပါတီကမှတ်ပုံပြန်တင်ခဲ့ပြီးကချင်းပြည်နယ်အခြေစိုက်နိုင်ငံရေးပါတီအဖြစ်သာဆက်လက်ရည်တည်နေတာလည်းဖြစ်ပါတယ်။လာမယ့်2025ခုနှစ်ဒီဇင်ဘာ28ရက်မှာကျင်းပမယ့်ရွေးကောက်ပွဲအပိုင်း1မှာကချင်းပြည်နယ်အတွင်းမှာပြည်နယ်လွတ်တော်36နေရာပြည်သူ့လွတ်တော်18နေရာအမျိုးသားလွတ်တော်12နေရာစုစုပေါင်းမဲဆန္ဒနဲ့66နေရာရွေးကောက်ခံကြရမှာဖြစ်ပါတယ်။